ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ။အာနာသိစစ်တပ်ရဲ့မော်တော်ယာဉ်တွေဖမ်းဆီးစစ်ဆေးမှုတွေကြောင့်မကွေးတိုင်းမကွေးမင်းဘူးမင်းလှလမ်းမကြီးတစ်လျှောက်ကဒေသခံတွေအတွက်တွာလာရေးအခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေစီကစုံစမ်းသိရပါတယ်။ မကွေးမင်းဘူးမင်းလှလမ်းမကြီးတလျှောက်မှာအနာသိန်းစစ်တပ်အဖွဲ့ဝင်ရဲတွေကမော်တော်ယာဉ်တွေကိုနေ့စဉ်ဖမ်းဆီးစစ်ဆေးနေပြီးကျွဲသုံးမြောင်ရွာ ရှစ်လုံးတန်းရွာဖလန်ယုံရွာနဲ့နန်းတော်ကုန်းရွာတွေဘက်မှလည်းတနေ့ကိုတရွာဆောင်ပြီးဖမ်းနေလို့ဆိုပါတယ်။ဆိုင်ကယ်အိုးဝေသုံးမိန်ဖမ်းဆီးကျန်းနေတဲ့ဗျာရဲခွေဖမ်းတာတနေ့ရမော်တော်ပီကယ်ဖမ်းတာတနေ့ရသူတို့ကတနေ့ကိုတနေ့ရလောက်ပြောင်းဖမ်းနေတာ အခုဆိုသွားလိုက်ရတတော်အဆင်မပြေဘူးတရွာနဲ့တရွာသွားဖို့ကြောက်နေကြတယ်အဓိကဆိုင်ကယ်လိုင်စင်စစ်တယ်လိုင်စင်ကို သူတို့တားကတ်ထားပြီးစစ်တာ မပါရင်မင်းဘူးခရိုင်ရဲစခန်းကိုသွားပြီးငွေနဲ့ပြန်ယူခိုင်းတယ်လို့ဒေသခံအမျိုးသားတဦးကဒနေရှင်း voice ကိုပြောပါတယ်အာနာသိန်းစစ်တပ်ကကားဆိုင်ကယ်နဲ့အိုးဝေတွေကိုလိုင်စင်စစ်တာတွေပြုတ်လုံနေလို့သိရပါတယ်သုံးမိန်းဆိုရင်တော့လိုင်းစင်ပါပြီမဲ့ကုံဆွဲကွမရှိရင်ဖမ်းပြီ က်ငွေ9သိန်းကနေ10သိန်းအထိပေးရွေးရကငွေမပေးနိုင်သူတွေကိုတော့12ရက်အချုပ်ချတာရှိတယ်လို့ဆိုပါတယ်။ဆိုင်ကယ်စီးအုပ်ထုပ်နဲ့နောက်ကြည့်မှန်မပါရင်3000ကနေ4000အထိဒဏ်ကျေးပေးရတာကြောင့်ဈေးဝယ်ထွက်တဲ့3မိန်းနေလဲယောနေသွားတယ်လို့သိရပါတယ်။ဈေးထွက်တဲ့3မိန်းနေလိုက်ပြီးဝေကြတယ်။ကုန်းကျစရိတ်ကတိတ်မထူဘူး။ကိုဆိုင်ကယ်လို့သွားခြင်းတဲ့အချိန်သွားပြန်ခြင်းတဲ့အချိန်ပြန်လို့မရတော့ဘူး။ မနေ့စေနိုင်ပြန်ရောက်လာမှာကို နေ့လေတနေ့လောက်မှပြန်ရောက်တာ အလုတ်သွားမယ်ဆိုရင်ဆိုင်ကယ်လိုင်းစင်လူလိုင်းစင်အပြည့်စုံရှိမှသွားလို့ရတယ်လို့နောက်ထပ်ဒေတာကန်အမျိုးသားတဦးကလည်း The Nation Voice ကိုပြောပါတယ်အနာသိန်းစစ်တပ်ရဲ့လိုင်းစင်ဖန်စီစစ်ဆေးမှုတွေကြောင့်သွားလာရေးအခက်ခဲတွေမရှိစေဖို့လိုင်းစင်လှုပ်ချင်ကြပါမယ်လက်လုတ်သက်စာသမားများတာကြောင့်လိုင်းစင်လှုပ်ဖို့အတွက်ငွေကြေးမတက်နိုင်ကြဘူးလို့လည်း ဒေသခံတအူကအဆိုပါတယ်